နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれစက်တင်ဘာလ28ရက်တနင်္ဂနွေနေ့ တင်လူကာခရစ်ဝင်အခန်းကြီး35အခန်းငယ်17မှ33အခန်းငယ်18မှ24အထိတပံမိန်တော်မူသည်ကတစုံတယောက်သောသူ၌သားနှစ်ယောက်ရှိ။သားအငယ်သည် အဖထံသို့သွား၍အဖအကျွန်ုပ်ရတတ်သော အမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လျင်အဘသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေ၏။ ထိုနောက်များမကြာ သားအငယ်သည်မိမိဥစ္စာများကိုသိမ်းယူ၍ဝေးစွာသောပြည်သို့သွားပြီးလျင်ထိုပြည်မှကာမဂုဏ်၌လွန်ကျူးသောအဖြစ်ဥစ္စာပြုံးတည်၍ရှိသမျှကုန်သောအခါထိုအခါတရိယလျင်ငါအဘ၏အိမ်၌အခစားသောသူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌သေအောင်အငတ်ခံရ၏ငါထ၍အဖထံသို့သွားမည် အဘအကျွန်ုပ်ဒီဖျားသခင်ကို၎င်းကိုတော်ကို၎င်း ပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသားဟု၍ခေါ်ခြင်းကိုမခံတိုက်ပါသူငှားအရာ၌အကျွန်ုပ်ကိုထားတော်မူပါဟုငါပြောမည်ဟု၍အကြံရှိသည်နှင့်ထ၍အဖထံသို့သွားလေ၏သွား၍ဝေသေးသောအခါအဖသည်သူ့ကိုမြင်လျင်တနာသောစိတ်ရှိသည်နှင့်ပြေးသွား၍သားဤလေပင်ကို ပိုက်ဖက်လျက်နန်းရှုပ်လေ၏ သားကလည်းအဖအကျွန်ုပ်သည်ဖျားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသားဟု၍ခေါ်ခြင်းကို မခံတိုက်ပါဟု ဆိုလျင်အဖကမြတ်သောဝတ်လုံကို ယူခဲ့၍သူ့ကိုခြုံကြ သူ၏လက်၌လက်စွပ်တစားကိုဆင်ကြခြေနှင်းကိုလည်းစည်းစေကြစူအောင်ကြွေးသောနှွားကလေးကိုယူ၍တတ်ကြတို့ပြီးမှငါတို့သည် စားကြကုန်အံ့ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့ ငါသားသည်အထက်ကသေ၏ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုပြန်တွေ့၏ဟုအစီအပါတို့ကိုဆိုပြီးမှထိုသူအပေါင်းတို့သည်ပျော်မွေ့ခြင်းကိုပြုကြ၏ငါသားသည်အထက်ကသေ၏ယခုရှင်ပြန်၏အထက်ကပြောက်၏ယခုတွေ့ပြန်၏ ရှေလုကာခရုဝင်ခန်းကြီး35ခန်းငယ်24ဖျားသခင်ဤအိမ်ပြန်လံကားရဲ့နားရဲ့နေရာတို့မက်ဆောက်သောစင်ချီလျှော့အတိုင်းမောင်းချလာစဉ်ကျမတကူလုံးစိုးရိမ်စိတ်များလွှမ်းသွားသည်ဤနေရာတို့ကျမအရင်က ရောက်ခဲ့ဖူးပြီးထို့အချိန်ကလမ်းပြောက်ခဲ့သည် သို့သောဓာတ်လီကအနည်းရှိတကားတို့လျှောက်သွားရင်ကျမနှလုံးသား၌ညင်သက်သောခံစားချက်ဖုံးလွှမ်းသွားသည်လမ်းတိပါပြီး တကားပေါက်မှဝင်ပြီးဖျက်လျှောက်ကကျမရှာနေသောဓာတ်လီကားကို တွေ့လိုက်ရပြီးနောက်မကြခင်မှာပင်ကျမသွားရမည့်နေရာသို့ရောက်ရှိခဲ့သည်ထိုကားပကယ်ဤဝင်ကပါလမ်းဖွဲ့စည်းပုံကိုဖျက်လျှောက်ပြီးလမ်းရှာရသောအတွေ့အကြုံကလမ်းပျောက်ခြင်းသည်တခါတည်းရန်လမ်းရှာတွေ့အောင်အကူအညီပေးနိုင်သည်ကို သတိပေးသည်ပထမကျင်ရောက်ခဲ့စဉ်လမ်းပျောက်ခဲ့ခြင်းကြောင့်အမားကိုပြန်တွေ့ကမိမိသွားမည့်နေရာသို့ရောက်အောင်ထွက်ရမည့်တကားပေါက်ကိုသတိရခဲ့တော်သည် ပြတော်လန်းကိုတွေ့ရှိခြင်းသည် အလွန်ဝဲမြောက်ဖွယ်ရာဖြစ်ကြောင်း၎င်းသည်မှန်ကန်ကြောင်းယနေ့ဖတ်ရင်ကြမ်းကြမ်းမှ ပြတော်သားပုံဥပမာအဖြစ်သိရသည်နောက်ဆုံးတွင် လောကလမ်းမ၌လမ်းပြောင်နေသောတားငယ်သည်တတိယလျက်အိမ်ပြန်ရမည့်လမ်းကိုတိခဲ့ပြီးသူစွန့်ချန်ခဲ့သမျှသောအရာများကိုပြန်အမှတ်ရကချစ်ချင်းနှင့်တနာချင်းကယူနာခံရသည့်ဖခင်အိမ်သို့ပြန်လာခဲ့သည်ဖခင်ဖြစ်သူက ငါသားသည်အထက်ကတည်ဤယခုရှင်ပြန်ဤအထက်ကပြောက်ဤယခုတွေ့ပြန်ဤဟုဆိုကပြောက်သောသားကိုပြန်လည်တွေ့ရှိသဖြင့်ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့သည်အကယ်၍ဝိညာဉ်ရေရ၌ကျမတို့ပျောက်ဆုံးနေပါကဖျားသခင်ပေးသနာသည့်ကျမတို့နှင့်အကျွမ်းဝင်ပြီးသားအိမ်ပြန်လန်းကိုရှာကြည့်ကြပါစို့ကိုယ်တော်သည်ကျမတို့အားသူ၏နှစ်သက်ဖွယ်အလင်းနှင့်ကျမတို့ရှိနေသင့်သည့်နေရာကိုညွှန်ပြနေပါသည် ရှိနေတဲ့နေရာကိုဖျားသခင်တင့်အာမြည်တို့ပြသသည်နီကိုရောဤအလင်းတော်နောက်တို့တင်မြည်တို့ပြေးလိုက်မည်နီတနာချင်းကယူနာရှင်ဖျားသခင်ပျောက်ဆုံးခြင်းဤအမှောင်ထုမှလွတ်မြောက်ပြီးကိုရောဤအလင်းနှင့်ချစ်ခြင်းမေတ္တာစီတို့ပြန်လည်ရောက်ရှိရန်မဆရုံပါသခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။